အာအလုံးမင်္ဂလာပါရှင်ကျွန်တော်ခိုင်မြဲသူကုမ္ပဏီကမနှင်ခိုင်ဖြစ်ပါတယ်အော်မင်းတို့စီမှာတင်းညက်တော်တွင်းထဲမှာတော်တော်များများလာမေးထားကြတယ်အမကြီး passport စာအုပ်ရှောက်လို့ရပြီလား passport စာအုပ်လုပ်လို့ရပြီလားအဲ passport စာအုပ်လုပ်ခွင့်ရှိလားပေါ့နော်အဲ့ဒီလာမေးရတင်းညက်တော်တွင်းထဲကပြလဲပြီးတော့ငလင်ကိစ္စကြောင့်လည်းပတ်သက်ပြီးဖြစ်သွားတော့ဒီ tour လုပ်တဲ့ website ကနေပြီးတော့ကထိသွားတာဖြစ်တာဖြစ်တဲ့အတွက်လုပ်လို့မရဘူးဘယ်နဲ့ပိတ်ထားတာပေါ့နော်အခုလက်ရှိဒီ9လပိုင်း ပထမအပတ်ကနေစပြီးတော့ဒီ QR ရှောက်တဲ့ဟာလေးကလက်ခံပြီးတော့လုပ်ပေးလို့ရနေပါပြီအဲ့တော့ဒီမှာမြန်မာနိုင်ငံလက်မှတ်ရုံးရှောက်တဲ့ QR online point ရှိပါတယ်အခုလက်ရှိဆိုရင်ရန်ကုန်အတွက်ရှောက်မယ်ဆိုရင်ရန်ကုန်နိုင်ငံကလက်မှတ်ရုံးဒီအာ6လပိုင်း16ရက်နေ့ဖြစ်ပါတယ်နေပြည်တော်ဆိုတဲ့ခလိုက်ကြိုင်9လပိုင်း26ဖြစ်ပါတယ်မန္တလေးဆို9လပိုင်း9ရက်နေ့ဖြစ်ပါတယ်ပြီးွားရင်ဗားရီရှိရဲဆိုမြစ်ကြီးနားရှိရဲဖအန်ရှိရဲဟာကားရှိရဲမော်လမြိုင်ရှိရဲမော်လမြိုင်ဆို6လပိုင်းဖြစ်သွားပြီနော်စစ်တွေဆိုတဲ့ခလိုက်ကြ9လပိုင်းမှာတောင်ကြီးရှိပါတယ် ဒီတော့ခလေးကြရင်လောင်းရှုရှိရယ်ကျိုင်းတုံရှိရယ်ပသိမ်ရှိရယ်ပကိုးရှိရယ်မကွေးရှိရယ်မုံရွာရှိရယ်ဓဝဲရှိရယ်။နော်ဒါတွေအကုန်လုံးကိုရှောက်လို့ရတဲ့မြို့နယ်တွေရယ်ပြီးတော့ခလေးကြရင်သူ့ရဲ့လာလိုက်ကိုရည်ထားခြင်းဖြစ်ပါတယ်။အဲ့တော့အခုချိန်မှာမိမိဘာသာမိမိကျွာရှောက်မဲ့သူဆိုရင်လည်းရှောက်လို့ရတယ်။အဲ့လိုပါမဟုတ်ဘဲနဲ့အချိန်ကုန်ခံခြင်းမူဒီတော့ပြီးဆိုရဲခလေးကြိုင်ကိုပတာကိုလုံးလို့မအားဘူးစိတ်မရှိတဲ့သူမျိုးတွေဆိုတော့ service အပ်လို့ရတယ်ကျမတို့လည်းအတန်းတိုင်းဆုံးစိတ်ရှိထားပြီးတော့ service ယူပေးနေပါတော့ဗောနော် ဟုတ်တယ်ပြောရင်တိတ်လဲစိတ်မရှိဘူးကျမလည်းအဲ့တော့မအားတဲ့ချိန်တည်းယူပေးနေတာအဲ့တော့ကိုကတော့ကိုယူလို့ရတဲ့သူဆိုယူကြပါမယူတော့ဘူးဆိုတခါတည်းတင်မိမယ်ရှောက်ထိုင်းနေအောင်နှိပ်လိုက်ရှောက်ထိုင်းနေအောင်နှိပ်ရခလိုက်ကြရင်ဒီလိုမျိုးလေးကြာလာပါလိမ့်မယ်အဲ့မှာမြို့နယ်ပေါ်မူတည်ပြီးတော့ယုံနေအများကြီးရှိရကိုကဘယ်ယုံကိုရှောက်ပါလဲအဲ့ရှောက်မဲ့ယုံကိုကိုရွေးချယ်လို့ရတယ်ပြီးတော့ခလေးကြရင်ရှောက်ပြီးရခလေးကဒီမှာဆိုကိုယ့်ရဲ့ email ကိုထည့်ပါထည့်ပြီးရခလေးကြရင်ဒီမှာဆိုမနှင်းသူရောအာ continue နှိပ်လိုက်တဲ့ခလေးကြရင် form လေးတစ်ခုကြာလာပါလိမ့်မယ်เนาะတအားစိတ်ကောင်းနေလည်းဖြစ်မှာမကြည့်ရတော့ အဲ့တော့ဒီနေ့ကတော့တအားစိတ်ကောင်းနေတာဖြစ်တဲ့အတွက်လှုပ်လို့ရနေတယ်ဒီမှာလျှောက်ထားရဲ့အမျိုးအစားရွေးချယ်မယ်ပြီးတော့နိုင်ငံကူးလက်မှတ်အမျိုးအစားရွေးချယ်မယ်ပြီးတော့ရဲ့ခလိတ်ကြိုင်အကောင်လုံးဖြည့်စရာရှိရဟာတွေအကောင်လုံးဖြည့်မယ်ဖြည့်ပြီးတော့ခလိတ်ကြိုင် add to list ဆိုတာရှိရဲအဲ့ဒီ add to list ကိုနှိပ်လိုက်ပါနှိပ်တဲ့ခလိတ်ကြိုင်ဒီပေါ်မှာ review လေးဆိုတာလေးရှိရှိလာလိမ့်မယ်ပြီးတော့ခလိတ်ကြိုင်ငွေချေတဲ့စနစ်ရောက်သွားပါပြီเนาะအဲ့တော့ကိုယ့်ဘာသာကိုလှုပ်ကြပါလှုပ်လို့ရတယ်အဲ့တော့ရုံးသွင်းကြည့်ရတော့၄000ပါမနေ့တော့ service ကို1000ဝယ်ယူရဲအကောင်လုံးစုစုပေါင်း9000 9000ကုန်ကြမှာဖြစ်ပါတယ် ဒါပေမဲ့စိတ်တော့ရှည်ရမယ်သိခံရမယ်နော်စိတ်ရှည်ရမယ်သိခံရမယ်ငွေချေတဲ့ခလိကြိုင်၄မျိုးနဲ့ချေလို့ရတယ်ကမ္ဘောဇာကေပေးရတယ်နောက်တစ်ခုကကျတော့ AR ပေးရတယ်နောက်တစ်ခုကျတော့ MBU เนาะဗောနော်ဒီရဲ့ cap နဲ့ရပါတယ်နောက်တစ်ခုကျတော့ MMQR လို့ခေါ်တော့မြန်မာပေးတဲ့နော်အဲ့ဒါလည်းရပါတယ်เนาะအဲ့ဒီ၄မျိုးနဲ့ချေလို့ရပါတယ်ရှင်စိတ်ရှည်သိခံရမယ်เนาะတေချာမှာတယ်เนาะအော်စိတ်ရှည်သိခံမှာရပါမယ်ရှင်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်